အထက်လန်အောက်ရောဖြစ်စေတဲ့အကြောင်းရင်းများအထက်လန်အောက်ရောဆိုတာမြန်မာနိုင်ငံအတွက်တော့တိတ်ပြီးတော့မထူးဆန်းလာတဲ့ကိစ္စပါ လူတိုင်းလူလိုဖြစ်ပူးကြပါတယ်အန်လဲအန်ဝမ်းလဲရောနေပြီဆိုရင်ဘယ်သူမှမေးမနေတော့ပါနဲ့ဒါကအထက်လန်အောက်ရောဆိုတာတန်းသိနေပါပြီဒီလိုဖြစ်များတဲ့ယောဂါအတွက်ဆောင်းရရှောင်းရန်လေးတွေကပါမြန်လဲထက်လန်အောက်ရောဖြစ်စေတဲ့အကြောင်းရင်းများအဓိကကတော့ virus bacteria နဲ့ကပ်ပါပိုးကြောင့်ဖြစ်တာများပါတယ် ဗိုင်းရပ်စ်တွေမှာဆိုလို့ရှိရင်နိုရိုနဲ့ရိုတာဗိုင်းရပ်စ်ကအဖြစ်များဆုံးပါပဲဗိုင်းရပ်ကတော့ဖြစ်ရင်လူအစုပြုံလိုက်ဖြစ်တတ်ပါတယ်နိုရိုကတော့လူကြီးရောကလေးမှာပါဖြစ်တတ်ပါတယ်ရိုတာဗိုင်းရပ်ကတော့ကလေးတွေမှာအဖြစ်များပါတယ်ဘက်တီးရီးယားထဲမှာဆိုရင်တော့အီကိုလိုက်ဆင်မိုနဲလာကပ်ပိုင်လိုစရာတွေတောက်ဖြစ်တာများပါတယ်ကပ်ပါပိုးထဲမှာဆိုလို့ရှိရင်တော့ဂျီယာတီးယားကြောင့်ဖြစ်တတ်ပါတယ် ကပ်ပါးပိုးကြောင့်ဖြစ်တာကတော့ရှားပါတယ်။အထက်လက်အောက်လျှော်ရဲ့လက္ခဏာများအဓိကလက္ခဏာတွေကတော့ရုတ်တရက်ဝမ်းရည်တွေပဲသွားတာအန်နာငွိ့ငွိ့ဖြားတာနေမကောင်းတာစတာတွေပဲဖြစ်ပါတယ်။ တချို့တွေမှာတော့အစားတောက်ပြက်တာ၊ဘိုက်အောက်တာ၊ကိုလက်ကြိုက်တာ၊ခေါင်းကြိုက်တာစတာတွေဖြစ်တတ်ပါတယ်။လက္ခဏာတွေကပိုးဝင်ပြီးတော့တရက်လောက်နေလို့ရှိရင်စပေါ်လာပါတယ်။အများစုကတစ်ပတ်လောက်နေရင်တတ်တာသွားပေမဲ့တချို့ကတော့ဒီထက်ပိုကြာတတ်ပါတယ်။စိုးရိမ်ရတဲ့အခြေအနေပေါ့နော်။အထက်လန်အောက်ရောကလူတိုင်းဖြစ်ပူတယ်။တက်စားလေးတောက်ပြီးတော့ရက်ပိုင်းလောက်နေလိုက်ရင် ကောင်းသွားပေမဲ့ဒီအခြေအနေတိဖြစ်လာလို့ရှိရင်တော့ဆရာဝန်နဲ့ပြသင့်ပါတယ်။ ခြေတက်အလွန်မဲဆုံးရှုံးတာကြောင့်ခေါင်းတွေမူးပြီးတော့စီးတွေနည်းလာရင်ဝမ်းထဲမှာသွေးပါလာလို့ရှိရင်အစာရေမဝင်နိုင်တော့အောင်ဒရဇက်အန်နေရင်ဘာစားစမ်းအန်နေရင်ပေါ့နော်အဖျားတရာကြော်နေလို့ရှိရင်ရက်ပိုင်းလောက်ကြာတာတောင်မှပဲမတက်တာခဲ့လို့ရှိရင် ခုခံအားကြတဲ့ယောဂတခုခုရှိနေလို့ရှိရင်ဆရာဝန်နဲ့ပြသတင်ပါတယ်။ဘဒူတွေပိုသတိထားတဲ့တယ်လေပေါ့နော်။ထက်လန့်အောင်လျှော်ဖြစ်လွယ်တဲ့သူတွေကတော့ ခုခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကလေးငယ်တွေတက်ကြီးရွယ်အိုတွေလူစုလူဝေးနဲ့နေရပြီးတော့ဗောနောယောဂကူးလွယ်တဲ့နေရာတွေဥပမာပြောရလို့ရှိရင်เนาะဤကလေးထိန်ချောင်းနဲ့ဘိုးဘွားရိတ်သားတွေပါခုခံအားမကောင်းတဲ့သူတွေ ီးတော့ဥပမာပြောရရင် HIV ရောဂါကြည့်ရသူတွေနဲ့ကင်ဆာသေးသေးနေရတဲ့သူတွေပဲဖြစ်ပါတယ်။ထက်လန်အောင်ရောကိုဘလို့စစ်စေးသိရှိနိုင်တယ်လဲပေါ့နော်။အများအပြစ်တော့လူနာကိုယောဂရာဇဝင်မေးရမယ်။စမ်းသက်ယုံနဲ့သိပါတယ်။ဒါပေမဲ့လက္ခဏာတွေကရက်တတော်ကြာအောင်မသက်သာဘူးဆိုလို့ရှိရင်တော့မစင်ကိုတက်ခွဲကန်းပို့ပြီးတော့စစ်ဆေးရပါမယ်။အထူးသဖြင့်လူအစုလိုက်အပုံလိုက်အတက်လန်အောင်ရောဖြစ်တဲ့ပြဿနာတွေမှာဘာကြောက်လဲဆိုတာသိဖို့လိုအပ်ပါ pare vale. နောက်တစ်ခါအလူအိမ်တို့မင်္ဂလာဆောင်တို့မှာတအိုးတည်စားခဲ့ပြီးတော့အတူတူအထက်လန်အောင်လျှော်ဖြစ်ကြတယ်ဆိုလို့ရှိရင်လည်းဘာကြောင့်လဲဆိုတာသိဖို့စစ်ဆေးရပါတယ်။အစာစိတ်သင့်တယ်လို့အလွယ်ပြောကြပါတယ်။ထက်လန်အောင်လျှော်ကိုဘလို့ကုသနိုင်တယ်လဲပေါ့နော်။ဝိုင်းလျှော်တဲ့အန်နဲ့ဆိုလို့ရှိရင်တော့အကောင်းဆုံးကအိမ်မှာနေပြီးတော့ကောင်းကောင်းအနားယူဖို့ပါပဲ။သူ့မှာတိကျတယ်ပေါ့နော်။ကုတုံးဆိုတာမရှိပါဘူး။တုတ်ကွေးလိုမျိုးလူလူတက်တက်ရတာကိုဆောက်ရမှာပါ။ဆောက်ရရှောင်ရွံတွေ ကတော့ဦးလန်းချောင်းကောက်ကအနားယူရဖို့အစာမာတွေကိုခဏရှောင်ထားပါ အစာပြော့ပြော့တွေကြည်လွယ်တာတွေကို စားပေးပါ ကော်ဖီလက်ဖေးရည်အရက်ချိုလွန်းတာစီများလွန်းတာတွေအပူအဆက်တွေကိုရှောင်ပါတက်စားတောက်ပါ ကုန်းဆုံးတာနဲ့ကြိုက်ညီအောင်တောက်ပေးပါ ကောင်းကောင်းအနားယူပါ အကိုက်ခဲပြောက်စီတွေမတောက်ပါနဲ့ပါရာစီတမောလောက်ပဲတောက်ပေးပါဝမ်ပေစီတွေမလိုအပ်ပဲမတောက်ပါနဲ့အထဲမှာပိုးတွေကအောင်းနေတတ်ပါတယ် probiotic တောက်နိုင်ပါတယ်။ဗားရဲကြောင့်ဖြစ်တာများတဲ့အတွက်ပိုးသက်စေမလိုပါဘူး။ဝမ်းစစ်ပြီးတော့ဗက်တီးရီးယားပိုးတွင်းမှသာဆရာဝန်ကပိုးသက်စေညွှန်ပါလိမ့်မယ်နော်။ထက်လန်အောက်ရောဂါဘယ်လိုကူးစက်နိုင်သလဲ။ထက်လန်အောက်ရောဖြစ်စေတဲ့ယောဂပိုးတွေကတယောက်ကနေတယောက်ကိုကူးစက်လွဲပါတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်နော်။ယောဂပိုးရှိသူနဲ့အနီးကနေတာကြောင့်သူ့ရဲ့မမြင်ရတဲ့အံဘက်တွေမစင်တွေကနေပြီးတော့တဆင်းကူးစက်တတ်ပါတယ်။ ိုးရှိတဲ့မျက်နှာပြင်ပစ္စည်းတွေကိုကင်တွယ်ပြီးတော့လက်မစေးပဲအစားစားတာမတန့်တဲ့အစားစားတွေစားမိတာ ဥပမာပိုးရှိသူက လက်မစေးပဲ အစာပြင်ပေးတာကိုအစားစားစနစ်တကျသူလောင်ခြင်းမရှိတာကြက်အောင်မချက်တာစသဖြင့်ပဲဖြစ်ပါတယ် အထက်လန်အောင်ရောဖြစ်နေတဲ့သူတယောက်ကအကျန်းအဖြစ်ပေါ့နော်လက္ခဏာပြပြီးနှစ်ရက်ကြာတဲ့အထိသူများစီကိုပို့ဖြန့်နိုင်ပါတယ်အထက်လန်အောင်ရောမဖြစ်အောင်ဘလို့ကောက်ွယ်မလဲပိုးတွေက မျက်စိနဲ့မြင်နေရတာမဟုတ်တော့တရားရဂိုင်နှုံးတော့အပြည့်အဝမကောက်ွယ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီရချက်တွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြင်းနဲ့သွားမှာပါထက်လန်အောင်ရောဖြစ်ပြီးနှစ်ရက်လောက်ကြာတဲ့အထိအိမ်မှာပဲနေပါအလုပ်တွေကြောင်းနေတာပါ သူများဖြစ်ရင်လည်းနှစ်ရက်လောက်ကြာတဲ့ဒီအလဲပတ်မသွားပါနဲ့လက်စည်းတဲ့အကျင့်ကိုမွေးမြူပါထက်လန်အောင်လျှော့ဖြစ်နေတဲ့အချိန်ဆိုအိမ်မှာအကင်များတဲ့ပစ္စည်းတွေကို မကြာခဏပို့တတ်ပါအဝတ်စားတွေအိပ်ယာတွေကို ခွဲလျှော်ပါ ိန်နာတက်ပြီးတိုင်းအံပြီးတိုင်းပေါ့နော်အိန်နာပေစင်ကိုတန့်ရှင်းရင်လုပ်ခဲ့ပါအစားအသောက်တွေကိုတေချာကြက်အောင်ချက်ပြုတ်ပါတက်တန့်ရှင်းရှင်းပြင်ဆင်ပါအစားမကစားခင်လက်စေးပါခလေးတွေဆိုလို့ရှိရင်အသက်2လနဲ့4လမှာရိုဒါဘားရဲ့ကာကွယ်ဆေးတိုက်ကျွေးပါလို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်အားလုံးပဲနေကောင်းကြပါကြပါစေလို့ပြောရင်းပါရှင်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်